ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ခုနောက်ပိုင်းမှာလုံးဝကိုလူစိတ်ဝင်မစားပဲနဲ့နိုင်ပွဲတွေဇက်တိုက်ဆက်နေတဲ့အသင်းက Manchester City ပဲချန်လူဂျီဒူနာရူမာရောက်လာပြီးခဲ့ကနေ Manchester City ကလုံးဝကို performance က100% performance ဖြစ်ပြီးတော့အခုဇက်တိုက်ရလက်ကောင်းနေတာ Manchester City အဝေးကွင်းသွားကန်တဲ့သူတို့တော်တော်ကန်ဆိုးလို့မိုနာကိုနဲ့ပွဲမှာ နောက်ကျပနတီပေါ့လေအဲ့တုန်းကအရစ်တိုင်ယာကိုဒါ free kick ပေးလိုက်ရတဲ့ free kick ကအေရီယာထဲမှာကျူးလွန်လို့ဆိုပြီးတော့အဲ့နောက်ကျပနတီကိုကြောက်မန်စီးတီးအမှတ်လျော့သွားတာမှန်နေဒါပေမဲ့ Manchester City ဟာအခုနောက်ပိုင်းပွဲတွေ Premier League မှာရော Champions League မှာတော်တော်လေးငြိမ်းလာတယ်။ဟာလန်ကလည်းမ တွေးလိုက်နေတွေးလိုက်တာနဲ့ဂိုးသွင်းတာဟာလန်လိုတိုက်စစ်မှုကတောင်းတောင်းရှားတယ်ဗျတကယ် world class strike ကတယောက် PP အမြဲတမ်းခြေစွမ်းပြတယ်ဒီနေ့ဒါဒီ city ပိတ်သက်တွေပေါ့လေဒါဒီကျွန်တော်တို့ပိတ်သက်ဘလုံးဘုံပိတ်သက်တွေမောင်းထိုးတဲ့ပိတ်သက်တော်တော်များများတော့ city ကိုလည်းတော့နှာခဲ့ပါဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လေအဲ့ဒီမောင်းနေအားလုံးမှာ Manchester City ဂိုးပေါက်အပေါ် City ကအစိုးကြီးတွေကနှလုံးသွင်းထားတာ ဒါပေမဲ့အဲ့နှလုံးထဲနဲ့အဆုံးသတ်သွားတကယ်ဆိုဥရောပရဲ့တခြားပွဲတွေအကုန်လုံးဟာဂိုးတွေအပြန်လန်းအပြန်လန်းအပြန်လန်းအပြိုင်ဆိုင်သွင်းကြတယ် Manchester City တသင်းတွေကပဲကျွန်ုပ်ပိတ်သက်တွေအားလုံးကိုအသေးခွဲသွားတယ်ဒါဒါကတော့ဒီဘယ်လိုပြောမလဲကျွန်ုပ်ပိတ်သက်တွေရဲ့ point of view ရ100% complete မပြောလိုက်ရဘူးဗျာတချို့ပြည်သက်တွေဆိုပိုသိတယ်တကယ်ဆိုရင်တခြားအသင်းတွေအကုန်လုံးကအပြန်အလှန်အတွင်းကိုတင်ဂိုးတွေအများကြီးချန်ပီယံလိဂ်ကအခုဒီ ွဲစဉ်3ရက်ပထမနေ့မှာ43ဂိုးသွင်းတယ်ဒါ highest ever single day မှာအများဆုံးသွင်းတာပဲဒါပေမဲ့ Manchester City က2ဂိုးပဲသွင်းသွားတယ်ဒါဒီနေ့နီးပြားကအပြောင်းလဲအချို့လုပ်တယ်သူတို့4141 formation မှာ Nico Gonzalez အဲ့ဒီနေရာမှာထားတယ် ဒီကိုအိုရိုင်းလေးနေရာမှာဂျက်စကိုဂွာဒီယိုကစားပြီးတော့စန်တဘက်ကဂျွန်စတုန်းနဲ့ DS ကိုတွဲတယ်။ right back မှာမတ်တီးယားနူးနက်စ်ကိုပဲထားပြီးတော့အဲ့ကွင်းလယ်မှာဒါတဆယ်ရိုးမှာဘန်နာဒိုဆေးပါနဲ့ရီကိုလူးဝစ်ထားပြီးတော့ဆာဗင်းညိုရဲ့ဒူကူရဲ့အထောင်ကဟာလန်။အခုနောက်ပိုင်းလေဒီ contract deal လုပ်ပြီးတော့ extension လုပ်ပြီးတဲ့အချိန်မှာတိတိတသာချေဆွမ်းတိုးတက်လာတဲ့ကစားမကဆာဗင်းညိုပဲ။ အဲ့ကစားမဟာတောက်လျှောက်ခြေသွန်းတိုးတက်လာတယ်ဆာဗီညိုကအခုဒီနေ့ပွဲမှာ crucial crucial ဒါပထမဂိုးသွင်းသွားတဲ့အလုံးဆိုလဲသူ့ကြောက်မယ်သူကဖက်ခနေပဲ Rico Lewis ကိုကွတ်တီချပေးတယ်အဲ့ Rico Lewis ကအေဒီယာထဲမှာကွတ်တီချပေးအဲ့အေဒီယာထဲမှာဘသူပါလာမယ်ဘသူမှမကြည့်ဘူးနော်ဒါပေမဲ့သူတို့အားလို့ရဲ့စိတ်ထဲမှာတည်တယ်ဟာလန်ရောက်ကိုရောက်လာလိမ့်မယ်ကွတ်တီပဲအဲ့ဒါကကျွန်တော်တို့ World Class Striker တယောက်ရဲ့အနှံ့ခံမှုစပြီးတော့ Savinho ဘောလုံးချပေးလိုက်တဲ့အချိန် Rico Lewis ဖြတ်ပြီးသွားတဲ့အချိန်ကလေးက Haaland တိပြီးသားဒီကောင်ချပေးတော့အဖြတ်ပြီးတော့ရအောင်ဖြတ်ပြေးတယ်ကွတ်တီပဲဝင်လာတယ် Bang အဲ့ဒါကဘာလဲဆို World Class Striker တယောက်ရဲ့အနှံ့ခံမှုဂိုးအတွက်အမြဲတမ်းအသင့်ရှိတဲ့အသင့်ရှိနေတယ်ဆိုတဲ့အချက်ပဲဒါကြောင့်လဲသူဂိုးအများကြီးရတာအဲ့မှာတကယ်ဆိုပြဒီတစ်မှတ်ကဂိုးရတဲ့ Haaland လဲချစီအများကြီးပဲသူဟိုတနေ့တည်းကဒီ ဟိုဒီနေ့တည်းက Everton နဲ့ပွဲက तू ခိုးသွင်းပေးမယ်အဲ့ဒီတည်းက तू chance အများကြီးရခဲ့တာ तू တော့ဟတ်ထွေးရသင့်တယ်ဆိုပြီး तू ကြီးခဲ့တယ်ဒီနေ့လည်း तू chance အများကြီးရတယ်ဒုတိယခိုးသွင်းသွားတဲ့အလုံးဆိုရင် Savinho ရဲ့နောက်ထပ် quality ပဲအဲ့ Savinho ကကျွန်တော်ခုနပြောလို့အဲ့ contract ကရပြီးခဲ့တဲ့ကနေ completely different player ဖြစ်သွားတယ်အဲ့သူ့ရဲ့ cross ကဘန်နာရူဆေးပါးကလိတ်ဝမ်းကနေခေါင်းဖြတ်တိုက်သွားတယ်ဆိုတော့အားလုံးကဘာလဲဆိုတော့ Manchester City player တွေရဲ့ understanding movement တွေတော်တော်လေးကောင်းတာဒီချက်က Manchester City ရဲ့အခု Guardiola ဟာ အရင်တုန်းကလိုမျိုး proper pure ဒီ attacking ပုံစံမျိုးဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့အခု different type ပို့ပြီးတော့ attacking ပိုင်းမှာဒါရပို့ပြီးတော့ direct attacking ပိုင်းကိုဥတီတာမှန်တယ်ဒါပေမဲ့ဟာလန်ရဲ့6ထဲကိုဟာလန်ရဲ့ခေါင်းပေါ်ကိုတော့ဘောလုံးတွေအမြဲတမ်းရအောင်ပို့နိုင်တယ် အရင်တော့ကဒီဘရိုင်းနာတယောက်ထဲရှိကတခြားကစားမတွေရှိကဖတ်ဒီမူပြဥမာဒီခေလာပတ်စီဆိုအခိုက်ကုန်ငန်းရှိကထွက်မယ်ဒါလောင်းပတ်စီပင်ပွိုက်ခရော့စီကိုဒီဘရိုင်းနာရှိကရမယ်ဒါပေမဲ့အဲ့ရတွေ तू မရတော့ဘူးနောက်ဖေးဖိုတန်ရှိကလည်း तू အဲ့လောက်မရဘူးဒါပေမဲ့မထင်မှတ်တဲ့ဆိုးစီကလည်းပြန်ပြန်ရတယ် အဲ့ဂွာဒီယိုလာရဲ့ကို credit ပေးရမှာဒိုကူရှိကရရရမယ်အခုဆိုဆာဗီညိုရှိကရရမယ်ရီကိုလူးဝစ်မန်ချက်စတာစီးတီးကအခုဗီလာရီယယ်ကတော့ထူးထူးခြားခြားဘာမှမလုပ်ပြနိုင်ဘူးသူတို့ရှိမှာဒါပရီးမီးယားလိဂ်ကစားသမားတွေအများကြီးပဲအဲ့ထက်မှာဒါဘယ်လိုပြောမလဲတိုမက်ပါတီပါတယ်ပြီးတော့မှဒီနီကိုလာဖက်ပေးပါတယ်ဒုတိယပိုင်းမှာ IOC Paris ပါတယ်ရူနာໂດဗေကာပါတယ်15ပါတယ်ရူနာໂດဗေကာဆိုပွဲပြီးကန်ဒီမှာခေါင်းတိုက်သွားတဲ့အလုံးတိုက်ထိသွားအဲ့လုံးကဗျာခိုးပေါင်းအပေါ်သမားတွေအားလုံးကိုအသေးခွဲသွားတာ တိုက်ထိသွားတဲ့အလုံးကကန်ဆိုးကျင်တော့တိုက်ထိပြီးပြန်ထွက်သွားတယ်။ဒါပေမဲ့ Manchester City point တို့ view ကထိတဲ့မကဂိုးပြတ်တင်နေဒါပေမဲ့ City ကပထမပိုင်းသွင်းတဲ့နှစ်ဂိုးတည်းနဲ့ပဲထိန်းသွားတယ်။ဒုတိယပိုင်းမှာ Matthew Kovacic က Nico Gonzalez နေရာမှာဝင်ကစားတယ်။နောက် Oscar Bo ကဒူကူနေရာ Rinder က ဒါဘယ်လိုပြောမလဲ Rico Lewis နဲ့မှဝင်ကစားပြီးတော့ Pep Guardiola မမူးရှ်နဲ့ Ryan Cherki တို့ဝင်သွားတယ် City ကတော့အခုဒါ Monaco ကိုမထက်မှတ်ပဲတည်ကြပေမဲ့အဝေးကွက်မှာ Villarreal ကိုနှစ်ခုပြတ်နေနိုင်ပွဲရယူနိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်